ီအညာပေါ့နော်အခုကတော့နောက်ကျွန်တော်မေးချင်တာကဒီဘယ်လိုပြောမလဲကျွန်တော်တို့ဒီလိုအရင်လည်းပြောပါတယ်ဗျာဟိုဒီလိုအားရစရာတွေကြားမှာပဲအားမရစရာပြောလဲအရှိတရားပေါ့နော်အရှိတရားလည်းပြောမှာကျွန်တော်လာရှိုးနဲ့ပတ်သက်ပြီးပါလာရှိုးကိုအခုတကြံပြီးရင်ပြန်စီကောင်းစီထွေအိုးစီကိုဆနေဆနေရက်ကွယ်မြို့ပေါ်ရက်ကွယ်တွေပေါ့နော်ပြန်လွှဲပေးရမယ်ဒါမှမဟုတ်ပြည့်အုပ်ချွေးလုပ်မယ်စသဖြင့်တရင်တွေမျိုးစုံထွက်ရတယ်ဗျာ MND ရောတော့ဘာမှတော့မပြောသေးဘူး ဆိုတော့အဲ့ဒါတွေကဘယ်လိုခေါ်မလဲတချို့လည်းပြောတော့ဗျာအသက်တွေပေးပြီးတော့တိုက်ထားတာ PDF တွေလည်းပါတယ်ပေါ့ဘာဘာလို့ပြန်ပေးမှလဲ online မှာဘာလို့အဓိကကတော့လက်မြေပြင်ခြေနေရဘယ်လိုရှိလဲသူတို့မထုတ်ပြန်တော့ကျွန်တော်မသိရဘူးလူတွေကြားမှာအဲ့လိုလူငယ်တွေကြားမှာအဲ့လိုပြောနေကြတယ်ဗျာကိုရောမှလူငယ်တယောက်နေလဲအခုဘယ်လိုမြင်လဲပေါ့အာကျွန်တော်တို့ဟိုမျိုးကြားရမယ်စေခါကြီးလိုပဲမြင်ပါတယ်လက်မခံရှင်လက်ခံပါမယ်ကျွန်တော်တို့ကအရှိတရားနဲ့အလုပ်လုပ်ရတာပေါ့ ဟိုတခါကျရင်တော်လှန်ရေးမှာကျွန်တော်တို့ကအာဒီမိုကရေစီပရင်စစ်ပယ်တွေကဒီမိုကရေစီသဘောတရားတွေဘလို့ရှိတယ်နော်လူခွင့်ရေးသဘောတရားတော်လှန်ရေးဆိုတာဒီလိုလို့ရတယ်ဒီလိုပါညာဆိုတာကစာအုပ်ပေါ်မှာရေးရင်ရေးကြမယ်ပတ်သက်မှာဖြတ်မှာပြောရင်ပြောကြမှာပေါ့နော်ညီပြေမှာကဟို MNDA နဲ့ဘလို့မှမတက်နိုင်တော့တဲ့ခါဘလို့မှမလွန်ဆန်တော့ရင်ပြေးရမှာပဲဟိုဟို MNDA ကိုအဲ့လိုမျိုးလုံးဝမလုတ်ဖို့အဲ ဲ့လိုမျိုးပြန်မပေးဖို့ဆိုတာကိုပြောနေတဲ့ပါဝါရှိတဲ့ weight ရှိတဲ့အင်အားရှိရင်သွားပြောလိုက် MNDA ဂျင်ဆိုင်ရတဲ့ဒုက္ခ pressure ကုန်လုံးကိုဖြေရှင်းပေးနိုင်တယ်ဆိုရင်တော့ရမှာပေါ့ဒါခါလေးကြာရင်ကျွန်တော်တို့ကကြိုက်တယ်ဖြစ်စေမကြိုက်ချင်ဖြစ်စေ MNDA ကိုယ်တိုင်ကသူကိုယ်တိုင်ကရဲပေါ်တလောက်အသက်ပေးထားပြီးမှလိုလိုချင်းချင်းနဲ့တော့လဲဝါရိုက်ပြီးမှပုံသွားတာမျိုးတော့ဟိုမဟုတ်ဘူးလို့တော့ကျွန်တော်မြင်တယ်ဒါပေမဲ့သူတို့မှာ ဟိုငင်းဆန်လို့မရတဲ့ခက်ခဲရှိလို့လုပ်လိုက်ရပြီဆိုရင်ဥပမာကျွန်တော်ဒီမှာပေါ့တောင်ယာတွေခုတ်နေရတယ်အာကျွန်တော်တို့ဘာကတောင်ယာခုတ်တယ်ဆိုတာကတကယ်တကယ် virgin forest တွေတကယ် pristine နေပေါ့နော်ကဘာဥတည်တော်တွေကိုတောင်ယာခုတ်နေရတယ်ဒါဘလောက်တန်ဖိုးရှိတယ်လဲတစ်ပင်တစ်ပင်ခုတ်လိုက်တာ15မိနစ်ပဲနော်ဒါပေမဲ့ဒီတစ်ပင်ဖြစ်လာဖို့နှစ်ပေါင်း300 400ကြာတယ်ဘာညာဘာညာပြောတယ်ဆိုရင် okay ငါတော့တောင်ယာမခုတ်စေချင်ရင်ငါ့ကိုစားစရာပေးနော် ဒါတရားတုံတတုံရခုံချင်းအဖြစ်ငါတနည်းစားစရာရှာတယ်။ငှို့စားစရာပင်ကမခုတ်ဘူးကွာ။ဆိုတော့အဲ့ဒါတော့မပေးနိုင်ဘူးအခုတော့မခုတ်နဲ့လို့တော့ပြောလို့မရဘူးလေ။သူစားအသက်ဆင်းရမှာဘူးစားစရာရှိမှာပဲလူဆိုတာရှင်ရမှာဘူးဆိုတော့ဟိုတချို့ချက်လက်ဒီမှာကကျွန်တော်တို့စိတ်ရှည်ပြရမယ့်အပိုင်းဒီပေါ့နော်ပူပေါင်းပြရမယ့်အပိုင်းဒီပေါ့ကျွန်တော်အခုဒီပောက်ဖော်နားလည်ခြင်းဆိုမှာတရုတ်ရဲ့ power play ကို လုံးဝနားလည်ပါရမယ်။ဟိုတရုတ်ကတရုတ်ကဒီကျွန်တော်တိုက်ကြိုက်မကြိုက်ကြိုက်နော်ကျွန်တော်အမြင်ပါ သူလိုချင်တဲ့ပုံစံနဲ့ဒေါ်လာရဲ့အဆုံးသတ်သွားမှာပဲသူခွင့်ပြုမှာနော်ဟိုဘာညာပြောဘာပြောပြောညာပြောပြောဟိုတကယ်လူခွင့်ရေးကိုတင်းတင်းပါမယ်ကာကွယ်ပါမယ်စောင့်ရှောက်ပါမယ်ဆိုတော့အမေရိကန်နောက်မှာပေါက်ကြရတယ်လုပ်နေတာဟို UN ဆိုတော့ကအခုချိန်ဟိုနိုင်ငံပေါင်းချုပ်တင်းကြီးနဲ့မချတော့ဘူး ဟုတ်တယ်ဟုတ်လားဟိုကြားတဲ့ကနဲ့စာတွေပဲထုတ်နေမယ်ကန့်ကွက်နေမယ်ဆိုမှရှင်းရှင်းပြပြသူမသူဟိုမေ့တာပုံမေ့မေ့ဟိုဟိုကြောင်တဲ့သွားမှာအဲ့နဲ့စာတွေထုတ်နေကွာဒီနာမလုံးနဲ့ရှုပ်တယ်ငါတို့ကဒီမှာလုတ်ဆရာရှာလုတ်နေတာဆိုတော့ယူနေလဲဟိုကြောင်ထုတ်ခါနေတဲ့အချိန်နေဟိုအမေရိကန်လိုနိုင်ငံတော်မှာပွဲတွေကျန်းနေတယ်ဟိုကပျောက်ကချောက်အမိမောက်မတရားတွေလုတ်နေတဲ့ဆိုတဲ့အချိန်မှာဟိုတကယ်အင်အားကြီးနိုင်ငံကဒီလိုလုတ်တဲ့ခါကျရင်ကျွန်တော်တို့ဟိုမတတ်နိုင်ဘူးဖြစ်ရမှာပဲအဲ့ဒါမျိုးကျွန်တော်နားလည်ပြီးမှ တကယ် reality နဲ့ဘယ်လိုမျိုးလုပ်နိုင်မလဲဒေါ်လာရဲ့အမြတ်ထွက်အောင်ဟိုရှင်းရှင်းပြောရင်ဒီတရုတ်ကြီးကလက်ခံလောက်တဲ့ဒေါ်လာရဲ့အဆုံးသတ်မှုမျိုးနဲ့ပဲကျွန်တော်အဆုံးသတ်နိုင်ပါတရုတ်ကြီးကဒါနောက်ထပ်အချင်းချင်းကြည့်နေတာပေါ့နော်လိုအပ်ရင်လိုအပ်တဲ့လောက်ထပ်ပံ့ပိုးနေမှာပဲဟိုစိတ်ကောင်းစီကိုအသက်ဆက်ဖို့လိုရင်လိုအပ်တဲ့လောက်ထပ်ပံ့ပိုးထပ်ပံ့ပိုးနေကျွန်တော်တို့အနေနဲ့ဟိုဘယ်လိုပြောမလဲဘလို့မှဟိုတကယ်တကယ် dark reality ပဲပြောပြောတော့တကယ်မှောင်မိုက်တဲ့မှုန်လဲစိုးပါတဲ့လက်တွေ့ပေါ့နော် reality တကိုရင်ဆိုင်တဲ့ခါကျကျွန်တော်တို့ပြက်ပြက်သားသားမှန်မှန်ကန်ကန်နဲ့ဟိုအခြေအနေပေါ်မူတည်ပြီးမှဆုံးဖြတ်နိုင်ဖို့ရင်းရဲဖို့တည်ဆောက်ရဲဖို့ဖြတ်တန်းရဲဖို့လိုမယ်ထင်တယ်။ဟုတ်။ Okay okay လက်တွေ့အခြေအနေကြည့်ရအောင်ပေါ့နော်။ So Dr. MD လက်တွေ့ရေးဆိုင်နေရတဲ့ဟာပေါ့ဗျာ။အော်ကြံတဲ့နှစ်ဖွဲ့တည်ရင်လေးကတော့တိုက်ပွဲလေးပြန်တက်နေပြီဗျာတော့ခမ်းမမ တော့ဒါပြောစရာမလိုဘူးเนาะမနေ့ကပဲ AA ရဲ့16နှစ်ပြီးမှကျွန်တော်ကြေညာချက်တွေထုတ်ရတွေ့ရတယ်ဗျအဲ့ထမထူချတာကတော့ဒီခုနကနှစ်ဖွဲ့ပေါ့เนาะကျွန်တော် MD သုတ်ဖွဲ့ပေါ့သူတို့သုတ်ဖွဲ့ကဟုတ်တယ်ဖွဲ့ကတဖွဲ့စီပို့တဲ့အထက်မှာကျွန်တော်တိတ်တညာနှစ်ခွန်းစစ်စင်ရဆရာနာရှင်ပြုတ်ကြရဲ့အတွက်ခြေလန်းအစပေါ့ဗျเนาะပြီးတော့ဒီစစ်စင်ရလှိုင်းတဲ့တူကျွန်တော်ပတ်နဲ့ရောက်တဲ့ဒီဆရာနာရှင်ပြုတ်ကြရဲ့သွားမယ်လို့ပါတယ်ဗျအဲ့ဒါတော့ထူချတဲ့နေအေးရလဲဆက်ပြီးတော့ခုနကကျွန်တော်အရင်လဲပြောပါလဲအေးရဒီ အခုမကွေးတီရောက်နေပြီဆိုတော့ဒီဟိုအေအေပေါ့ပဲဟာထွက်ပြီးတော့ဒီ internet ရင်းလေးအေအေပေါ့အခုတော့ PDF နဲ့ပေါင်းပြီးတော့တော်တော်လေးလို့ဆိုဘယ်လိုမြင်လဲပေါ့ဒီရဲ့ဒီကျွန်တော် shift တက်လာတော့ပေါ့အာစောင့်ကြည့်ရမှာပဲဒီခါလေးကျတော့ကျွန်တော်တို့ကကျွန်တော်တို့ကတော့ဟိုဘယ်သူဘာပြောပြောဘာလို့လာမလဲဆိုတဲ့အပေါ်တဘောပေါ့နော်ကျွန်တော်တို့ဒီဟိုဒေါ်လာကြီးကိုဟို flexible ပေါ့နော်ပြုလွယ်ပြောင်းလွယ်ပြင်လွယ်နဲ့ ီပြောင်းလဲပြင်လဲဆိုတာဒီလဲဒေါ်လာရဲ့အရွေးဖြစ်ဖို့အတွက်ဒေါ်လာရဲ့အရွေးဒေါ်လာရဲ့သစ္စာပြည်သူကိုမျက်နှာမို့လဲဒေါ်လာရဲ့ဒီတာလင်းအဲ့ဒါပဲတကယ်တော်လိုက်စစ်စစ်ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ပြုတ်ပြောင်းလဲပြင်လဲဒီပေါ့နော်ဥပမာဆိုပါစို့ဟိုဟို MND တလကောင်အီတလကောင် TNL တလကောင်ကိုစစ်ကောင်စီနဲ့ပတ်သက်လို့အတွေ့အကြုံ non ကြီးနေတဲ့လူတွေပါဟိုစစ်ကောင်စီနဲ့ပူးပေါင်းချင်လွှင့်လို့ ဟိုဘယ်လိုပြောမလဲအဆင်ပြေအောင်နေစီခြင်းလို့နေဖို့စိတ်ကူးရှိလို့နေနေလို့တွေမဟုတ်ဘူးဟိုလိုပေါ့နော်သူတို့ရဲ့ဟာကျွန်တော်တို့မသိတဲ့ pressure တွေပါညာတွေရှိမယ်ဒါပေမဲ့ဟိုတေးချတဲ့ဟိုမြန်မာနိုင်ငံမှာရှိတဲ့များ dollar in အစုအကုန်လုံးကတော့ဟိုစိတ်ကုံစီကိုပြုတ်ကြောင်တဲ့ပြင်မှာ NUG နေပဲပူပေါင်းချိတ်ဆက်ပြီးမှဟိုနိုင်ငံကိုယ့်ရဲ့ data ရဲ့အနာဂတ်ကိုရှေ့ဆက်ချင်တဲ့လူတွေတည်းပဲတရားမှတရားလို့ရှိပါတယ်ဆိုတော့ ဟိုကျွန်တော်တို့နေနေတော့စောင့်ကြည့်ရမှာပဲဘယ်လိုမျိုးဖြစ်လာမလဲဆိုတာမျိုးပေါ့နော်ဆိုတော့အခုလဲဟိုပြင်စင်နေကြတယ်ဆိုတဲ့အတန်ကြီးကြားနေရတယ်ပေါ့နော်ဟိုမှာဟိုတရင်ဒီတရင်ဌာနပေါ့ဘလိုဘလိုပေါ့ဆိုတော့ဘသူကဘလိုပြောတယ်ဘာပြောတယ်ညာပြောတယ်ဆိုတာထက်မြေပြင်ကတော်လှန်ရေးအရွေ့ဒီပေါ့နော်အဲ့ဒီပုံမူတည်ပြီးမှဟိုပြည်သူတွေဘယ်လောက်လိုက်ပါလာနိုင်မလဲဥပမာကျွန်တော်တို့ဥပမာအင်တော်တိတ်မယ်လို့ဘသူမှထင်မထားဘူးလေ ဖလမ်ဆိုရင်တော့မှကျွန်တော်တချို့နေရာတွေဆိုရင်တချို့စိတ်ထဲမှာဆိုရင်ဟာဆုတ်ရင်မဆုတ်လိုက်ကြမလားဘောတော့ခဏပဲနားနားလိုက်ကြမလားဆိုတဲ့ဟာမျိုးတွေရှိလိုက်ခရာကျွန်တော်တို့တချို့ရေးပေါ်လေးတွေကငါတို့ကဟိုဖင်မနိုင်မဲ့ပဲချင်းဟင်းစားမိတယ်လို့ဖြစ်ပြီးကိုမနိုင်တဲ့ဟာလို့ကျွန်တော်မရဘူးမရရအောင်တိမ့်မယ်မဖြစ်ဖြစ်အောင်လုပ်မယ်တိမ့်ကုန်တိမ့်မယ်ဘောတော့ပြန်ဆုတ်လို့မရဘူးဆိုပြီးမှကိုရှေ့အတက်မှုရစားပေါ့နော်အဲ့လိုမျိုးပြောထားဆိုထားဆွဲဆောင်ထားပြီးမှကိုတောင်းခံပြီးမှတိမ့်နေတယ်ဆိုတော့ ဟိုဘယ်လိုပြောမလဲကျွန်တော်တို့ပြောနေကြလို့ပဲကျွန်တော်တို့ရခန်နီးရခန်နီးရခန်နီးလေးပဲဟိုလိုဖြစ်လို့မရဘူးတိန့်ခန်နီးလေးမှာဒီလိုဖြစ်လို့မသိလိုက်နိုင်ဘူးဒီလိုရခန်နီးလေးကြောင့်မရလိုက်နိုင်ဘူးဆိုတာမျိုးတွေပြောလို့ကျွန်တော်တို့ချိန်မှာရခန်နီးဆိုတာမကြားစင်တော့ဘူးเนาะအဲ့လိုမျိုးတွေနဲ့ဖြစ်လာတာပဲအင်ဒေါ်တိန့်နေတာပဲဖလန့်မွန်တိန့်နေတာပဲဆိုတော့ဟိုရှေ့ဆက်ပြီးမှချင်းပြင်းနေမှာဆိုရင်ဟိုရှင်းရှင်းပြမြို့လေးမြို့ပဲကျန်တော့တယ်ဟာခရဲ့ထန်တလန်ရဲ့တိတိမြဲခိုင်ခိုင်နေကျန်တော့တယ် ဲ့လိုမျိုးဆိုတော့ဟာကထန်တယ်လန် ကတော့ထားလိုက်အောင်အတိအမျိုးခံကမ်းလို့ဆိုရင်အင်အားဘလောက်မှမရှိတဲ့နေရာတွေဖြစ်တယ်ဆိုတော့ဒံပြီနေလုံးလွတ်မြောက်ဖို့အတိုင်းတောင်ပြန်ကြည့်မယ်ဟိုအဲ့လိုမျိုးပေါ့မကွေးစကိုင်းလိုမျိုးမှာတစ်ဆက်တစ်ဆက်တည်းရှိတဲ့ဒေတာတွေလွတ်မြောက်လာဖို့ဘာဖို့ညာဖို့ဆိုတော့ဒေါ်လာကြီးကမြင်းပြင်းမှာအချင်းမခံမှုဆိုရင်မြင်းပြင်းမှာတော့ဟိုတစတီတစဥပမာဆိုတော့စကိုင်းတိုင်းထက်ကတစ်မျိုးနဲ့နှစ်မျိုးနဲ့ဟိုတနင်္သာရီကတစ်မျိုးနဲ့တော့ဟိုမကွေးတိုင်းထက်ကတစ်မျိုးနှစ်မျိုးလောက်နဲ့ မြင်ပြန်လို့လို့များဘူးတစ်ဆက်တစ်ဆက်တည်းရှိတဲ့ကြီးမားကျယ်တဲ့တစ်ဆက်တစ်ဆက်တည်းရှိတဲ့နေရာဒေသမှာပဲကျွန်တော်ကောင်းကောင်းလေပတ်လှုပ်ရှားဖို့ပေါ့နော်အဲ့ဒါမျိုးတွေကစီစဉ်လာမယ်ပြင်ဆင်လာမယ်ဆိုတာမျိုးတွေနဲ့ကိုမြေပြင်မှာအခြေပြုမြေပြင်မှာပြန်တည်ဆောက်မြေပြင်ကလည်းထိုးစစ်ပြန်ဆင်နဲ့တော်လိုက်တာလေကျွန်တော်တို့ကြည့်ပါကျွန်တော်တို့ရှိမှရှိပါတယ် NCU NCUBG တို့ပေါ့နော်တချို့ကျွန်တော်တို့ရှိမှရှိတယ်တခြားဟိုလက်နက်ကင်တိုင်းရင်းသားလက်နက်ကင်တော်လှန်ဖွဲ့တွေရှိပါတယ်နိုင်ငံရေးတက်တက်သွားခြင်းလို့လို့ဒီလိုလိုနဲ့ဟိုမြောက်တိမြောက်ဖြစ်လာနေပေါ့နော် ဆိုတော့ဟုတ်ဒီနေပြင်းရဲ့အရေးကိုပဲကျွန်တော်ကြည့်ရမယ်ထင်တယ်အေးဟုတ်ကဲ့ဒီဒီမှာလေဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါလေးကျွန်တော်အေးအေးတော့ဟိုချင်းရောရခိုင်ရောနေဆင်းပြီးတော့ကျွန်တော်တို့ဒီပဲမကွေးအကူအရော်ဒီတစ်ဆက်တစ်ဆက်တည်းထိုးအဲ့ဒါအဲ့ဒါအားရစရာကြီးကျွန်တော်ဒါဒါအေးအေးပေါ့အထူးသဖြင့်တော့ဒီဘက်မှာအားရစရာကြီးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့တို့ကတကယ် main player ဖြစ်လာလို့ပေါ့ဟုတ်ကဲ့အဲ့ဒါပြောရချင်မလားဒီချင်းရခိုင်အစားနေပြီးတော့မကွေ အခုကပ္ပစားလေးလည်းပေါ်တော့ဗျအေရဝတီအစားဒါဒါအလိုပြီမားနဲ့ပုံနှိစတာပေါ့ဥပမာအခုအေအေရဲ့ထိုးစစ်နေတူအေရဝတီမှာလည်းအောင်မြင်မှုတွေတော်တော်ရနေတယ်နော်ပြီးတော့မှဒီညောင်ကျိုးပေါ့နော်ပဒေါင်းပေါ့အဲ့ဒီဖက်လေးအမ်ပဒန်နဲ့ပါလာတယ်ဆိုတော့မျိုးတွေပေါ့ဆိုတော့ဒီမကွေးပကူအေရဝတီကတော့သူ့ဟာနဲ့သူတွားတာပဲတော်လန်ရဲ့ရေချင်းနဲ့တကွာပေါ့နော်ကျွန်တော်တို့အကုန်လုံးလည်းနားလည်ထားတာကတော်လန်ရဲ့ရေရှည်ဆွဲလို့မျိုး ရီရှေမာရသွန်လို့ဖြစ်ရင်ကျွန်တော်တို့ကြံခဲ့မှာပဲဟိုစိတ်ကောင်းစီနဲ့ဘလို့မှဟိုစိတ်ကောင်းစီနဲ့ဒီနေ့နေ့နဲ့ညီနိုင်မှာပဲအစဉ်ပြေတော့မယ်စိတ်ကောင်းစီလည်းကျွန်တော်တို့လည်းညီနိုင်မှာပဲဆိုတဲ့ပုံစံမျိုးကရီရှေတားဆွဲသွားအဲ့လိုမျိုးအခြေအနေရောက်သွားလိမ့်မယ်မရောက်ရောက်ကိုရောက်သွားလိမ့်မယ်အဲ့လိုမျိုးအခြေအနေလည်းဖြစ်ခံလို့မရဘူးဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ဟိုပြင်ထန်တဲ့လောက်ပြင်ရတဲ့တဲ့လောက်ရတိုးထန်တဲ့လောက်တိုးဖြိုထန်တဲ့လောက်ဖြိုရင်းနဲ့ဖြိုရင်းနဲ့မှဒီ domino effect တစ်ခုကိုရအောင်ပေါ့နော်ပြီးမှတစ်ခုလုံးကိုပေါ့လေဆိုတော့ စစ်ကောင်စီလည်းပဲတကယ် desperate ပေါ့နော်ဂျက်ကုတ်ဂျက်ခဲအသေးအတန်ကိုတောင်းခံနေရတဲ့ခြေနေမျိုးဖြစ်တယ်။ဒါကိုကျွန်တော်တို့အနေနဲ့အရွေးတကယ်ဖြောင်းလို့နိုင်ဖို့ကအဲဒီ PDF ဆိုရင်လည်းပဲဒီ limit တက္ကလာမှာအညွှန်းကြီးနေရော PDF နေရောအတွေ့အကြုံတွေအများကြီးရခဲ့ပြီးသင်ခန်းစာတွေရအများကြီးရခဲ့ပြီးပြင်ဆင်တင်တာပြတ်သားတင်တာတွေလည်းအလိုမျိုးဖြစ်လာပြီးလို့တော့မြင်ပါတယ်ဗီဒီယိုလည်းတရားတော့ပြောနေပြီနော်ဆိုတော့ဒီ channel စကိုင်းမကွေးပေါ့နော်ခုနပြောတဲ့ AR ဒီပကိုးမှာတော့ သူ့အထိုက်လျောက်တော့ဗောနော်မြေပြင်လှုပ်ရှားမှုတွေရှိလာမယ်ထင်ပါတယ်ဒါကတကယ်စီကြီးကိုဥဆောင်သူတွေဗောနော်ဒါတွေကသူတို့ရဲ့အချိန်နေသူတို့ရဲ့စဉ်းစားသုံးသပ်မှုပြင်ဆင်မှုနဲ့တူဗောနော်ဟိုလှုပ်ဆောင်လာလိမ့်မယ်လို့ထင်ပါတယ်အဲ့ဒီချက်ကြာမှာပဲကျွန်တော်တို့ရဲ့ပြည်သူတွေနေနေဗောနော်ကြာရကဏ္ဍနဲ့ဘလောက်အရွေးဖြစ်အောင်ဘလောက်ပါဝင်ကြမယ်ဘလောက်လုပ်ကြမယ်ဆိုတာမျိုးဗောနော်ဒီဆီယာဆွေးမှုတောက်လျှောက်ကျူးလွန်ခဲ့တဲ့ဒီပို့ချုပ်ကြီးဒီပို့ချုပ်ဒီအကုန်လုံးကိုဗောနော် ဟိုတယောက်ပြတယောက်ဖမ်းမိလာမယ်ခုံရုံးပေါ်တင်နိုင်တယ်တရားဥပဒေကိုသူတို့ပြန်ရင်ဆန်ခိုင်းမယ်ပြည်မှုလဖို့စစ်တဘောတွေပေါ့နော်အဲ့ဒါကိုပြည်သူလက်တောက်လျှောက်ပါလာဖို့အဲ့လိုမျိုးဖြစ်လာမယ်မြန်မာနိုင်ငံဟုတ်ကဲ့ဟုတ်ကဲ့ခုကရည်ရှိဆွဲလို့မရဘူးအဲ့အဲ့ဒါကိုမေ့ချင်တယ်ဗျာအခုကျွန်တော်၄နှစ်ရှိသွားပြီပေါ့နော်၄နှစ်မှအောင်မြင်မှုတွေတော့အများကြီးပဲပေါ့ဗျာစစ်တပ်ကလည်းသူကလည်းရည်ရှိလေးသူကရည်ရှိဆွဲတာပဲတကယ်သူပြပါပဲဆွဲပြီးတော့ဒီပေါင်းစုံနဲ့ဆိုအဲ့ဒါဆိုလို့အခုစစ်တပ်ကျွန်တော်အချင်းတွေကတော့ဒါပြောပြီးပေါ့စစ်တပ်ရဲ့အချင်းတွေပေါ်မှာဘယ်လိုမြင်လဲပေါ့နော် ဟိုဆွဲဆပ်ပြီးဆွဲဆိုင်နေတိတတာဗျာဒီနှစ်မနေ့ကနှောက်ပိုင်းနဲ့ဒီနှစ်စောပိုင်းမှာဆိုတရုတ်သွားတာရောရှော့သွားတာတော့နေ့ကထိုင်းလာတာတို့ဟိုတရုတ်ဝင်မှုမရရအောင်လုပ်လာတယ်ဗျာအခုရွက်ကောက်ပွဲအခုတရုတ်ဝင်ကျင်ညာပြီသူတို့ဒီစင်ပါမှာလုပ်မဲ့ဆိုပြီးတော့ဆိုတော့စစ်တပ်ကတော့တစ်ဖက်မှာပြိုနေပြီမဲ့နိုင်ငံရေးရတော့သူဆွဲဆပ်ပြီးတော့ရသလားလုပ်မဲ့တယ်ဘယ်လိုမြင်လဲကျွန်တော်အတင်ရွက်ကောက်ပွဲကိုမရရအောင်လုပ်မဲ့ဆိုပြီးမဲ့လေရွက်ကောက်ပွဲတကယ်လုပ်နိုင်ဖို့ကခက်တော့ခက်မှာနော် ိုဥမာဆိုဆိုလက်ရှိတော်လန်ကြီးတွေထိန်းချုပ်ထားတဲ့330မြို့ပေါင်း330ကျော်ထဲကမြို့တရာနီးပါးကလုံးဝရွေးကောက်ပွဲမလုပ်နိုင်ဘူးတေးချားတယ်မင်းကြတော့မလို့ပေါ့နော်တော်လန်ကြီးတွေမထိန်းချုပ်သေးတဲ့မြို့မှာတော့မှရွေးကောက်ပွဲဆိုတော့ကလူစုလူဝေးလူအုပ်နဲ့လုပ်နေရတာကိုအဲ့လိုမျိုးချိန်နေမှာကဟိုကျွန်တော်တို့ကခုနဘယ်လိုပြောမလဲလူစုလူဝေးမလုပ်ရအောင်လူစုလူဝေးမလုပ်ရဲအောင်ဆိုတဲ့အမျိုးမျိုးရှိတယ်လေ အဲ့လိုချိန်မှာဆိုပါစို့ဟိုရန်ကုန်မန္တလေးမှာတော့မန္တလေးက၄ငါးရက်ကွက်လောက်ရန်ကုန်က၄ငါးရက်ကွက်လောက်နေပြည်တော်က၃လရက်ကွက်လောက်နဲ့တနင်္ဂနွေလုံးရဲ့ရွေးကောက်ပွဲကိုလုပ်လို့ရမလားဆိုတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်ကျွန်တော်ရွေးကောက်ပွဲဥပဒေတော့ကျွန်တော်လည်းမသိဘူးမလေ့လာထားဘူးဟိုရွေးကောက်ပွဲကောင်းကုန်ထည့်ဖို့မရှိတာပေါ့လေဆိုတော့ဟိုရန်ကုန်ဆိုတော့လည်းတရက်ကွက်ထဲမှာရက်ကွက်ရွေးကောက်ပွဲလေးရက်ကွက်တနေရာမှာပဲရွေးကောက်ပွဲလုပ်လိုက်ပြီးမှတနင်္ဂနွေလုံးဟိုသူတို့ဘလိုလိန်ကြမှလည်းမသိဘူးပေါ့လေဟိုဒါပေမဲ့ ဟိုကျွန်တော်တို့နားလည်တတ်တာက record ပွဲတည်ဖြစ်မှုပူ record ပွဲကျင်းပမကျင်းပမှာကျွန်တော်တို့လည်းမဆိုင်ဘူးအဲကျွန်တော်တို့ရဲ့လွတ်လပ်ရေးဆရာနာရှင်ပြုတ်ချဲအတွက်လှုပ်ဆက်ချက်ဆက်လုပ်သွားမှာပဲဆိုတော့နိုင်ငံတကာမှာလည်းဟိုသူထိုင်းကိုသွားတယ်ရုရှားသွားတယ်ဟိုဘာညာသွားတယ်ဆိုတော့ညာလည်းပဲသူဘလောက်မှလေးစားကြတာကြီးညိုကြတာအရေးပေးကြတာမျိုးလည်းမဟုတ်ပါဘူးဂျန်တဲ့လူတွေကအစဘူတန်ဝန်ကြီးချုပ်ဆိုလည်းပြန်ဖြုတ်သွားတာပဲ ဟိုသူပုံတင်တာအကုန်လုံးဝိုင်းဆဲကြလို့လို့ပြန်ဖြုတ်တာပဲကျန်တဲ့သူနဲ့တွေ့ပါတယ်ဆိုရဲလို့အကုန်လုံးကဟိုယောဂကူးခံတယ်လို့ဝိုင်းကိုကလော်ဆဲခါတာအကုန်လုံးကူးဆက်ခံတယ်လို့ဖြစ်ကုန်တာပဲဆိုတော့အကုန်လုံးကတော့မသိတဲ့လူတွေမဟုတ်ပါဘူးသိကြပါတယ်ဒါပေမဲ့လည်းတော်လိုင်းချင်းဘလောက်နိုင်ဒီလောက်နိုင်နေတာကြောင့်လည်းပဲသူတို့တော်တော်လေးနည်းနည်းဖယ်ကြတာပေါ့လေဒီတဲ့ပုံနိုင်လာမှဆိုပုံရှောင်လာကြမှာပဲစိတ်ကောင်းစီရလည်းပဲကျွန်တော်တို့ဟို ရေရှည်ဆွဲလို့မရဘူးဆိုတာက resource အရာပေါ့နော်လက်နဲ့ခဲရပါညာပါညာဂုံလုံးရပါလေစိတ်ကောင်းစီမှလည်းပဲကျွန်တော်တို့ထင်ထားတာထက်တောင်မှအသေးအတန်ဖြစ်နေတဲ့အချက်တက်ရောက်နေတာပိုင်းနေတယ်အများကြီးပဲဟိုတစ်ဖက်ထဲမှာလည်းအာနေပေါင်းများစွာရိုက်သွန်းလာခဲ့ရစိတ်ကောင်းစီဖက်မှာပဲဘုံမျက်စိဖိတ်ထောက်ခံတဲ့ပြည်သူတွေအများကြီးပဲကျွန်တော်တို့တချို့ပုံမှန် Telegram ကြည့်ပါ အပြစ်မဲ့ကလေးတွေပုံကျဲခါလို့တည်သွားတော့မှာပဲဒါ PDF ထောက်ပံ့တဲ့အကြံဖက်တောင်းကျမ်းသူတွေဆိုပြီးမှဒါဝန်တာနေကြတာလေဘလိုမျိုးနှလုံးသားတွေလဲဘလိုစိတ်တက်နေဘလိုလူတွေလဲပေါ့နှစ်နှစ်သုံးနှစ်ကလေးတွေကိုပုံကျဲခါလို့တည်နေတာကိုပဲသူတို့ကဝန်တာနေတယ်ပေါ့နော်ဟိုထတ်ကျေးဖို့ထတ်တည်ဖို့ပြောနေတဲ့စိတ်တက်နေအဲ့လိုလူမျိုးတွေထောက်ခံနေတဲ့ဘာတွေလဲရှိတာပဲဟိုစစ်ကစစ်တက်ထက်မှာပေါ့နော်ဟိုအဲ့လိုမျိုးတွေနဲ့ကျွန်တော်တို့ ဘယ်လိုရှေ့ဆက်သွားမလဲဆိုရင်တော့ကျွန်တော်တို့ခုနပြောသလိုပဲရွေးကောက်ပတ်တည်ဖြစ်မှုဘူးရွေးကောက်ပတ်ကိုကျွန်တော်တို့စိတ်မဝင်စားဘူးဟိုဒေါ်လာကြီးကိုလက်တွေ့ကျကျဘယ်လိုရှေ့ဆက်တွေ့အောင်ဘယ်လိုလုပ်ကြမလဲဆိုတာပဲအဲ့လိုပဲဆက်လုပ်ဖို့ရှိပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကိုလို့ဆက်ရှိတော့ဆက်လုပ်အောင်ပေါ့နော်ဆိုတော့အဓိကမျိုးတွေသေးအောင်ပေါ့ဗျာအခုနှစ်မျိုးကျွန်တော်တို့အရင်ပြောပါတယ်တတ်တယ်လို့ဖြေသွားတာပေါ့နော်နှစ်ကိုမှလေအခုဟိုတိုးလာလောက်ထဲမှာမျိုးနှစ်မျိုးထပ်သေးနေတယ်ဗျာဒီနှုံးနဲ့ရှေ့ကိုဗမော်လို့ပါဆိုလမ်းမှာရှိနော်ဆိုတော့ကျွန်တော်တို့အခုကနေပြီးတော့ရှေ့ကိုပေါ့ဗျာ ိုတကြလဲကြတော့မယ်ရှေးကိုဒီနေ့မှာပေါ့ဘလောက်များကျွန်တော်တို့ညော်ညော်လေးတာပေါ့နော်ဘလောက်များရှေးကိုတိုးလာမယ်လို့ညော်လေးလဲอืมကျွန်တော်အမြင်ညကျွန်တော်ပြောအမြင်ညပြောရမယ်ဆိုရင်2025မှာလဲအဲအကြီးကြီးမားမားအရွေးတွေဖြစ်လာမယ်လို့ထင်ပါတယ်အခု2025နှစ်ဘွယ်ရောက်တော့မယ်ပေါ့နော်ဒါပေမဲ့လဲ ဆိုပါဆိုမေဂျွန်ဇူလိုင်လောက်ကနေစမယ်ဆိုရင်နောက်ထပ်ဟိုပြည်သူတွေအားတက်စရာမျောလင့်စရာတော်လိုင်းရဲ့အရွေးတွေထပ်ဖြစ်လာမယ်လို့တော့မြင်မိပါတယ်ဖြစ်လာမှာပါအဲ့လိုမျိုးတော်လိုင်းကြီးကတော့ငြိမ်နေမှာမဟုတ်ပါဘူးအဲအရွေးတွေပေါ့နော်နိုင်ငံတစ်ဘက်မှာပေါ့နော်မဟုတ်လေတချို့သောဒေတာတွေမှာတော့အရွေးတွေထပ်ဖြစ်လာမှာပါအဲ့လိုတော့မြင်ပါတယ်ခင်ဗျဟုတ်ဟုတ်တော့နောက်ဆုံးအနေနဲ့အဲ့တော့အများပြည်သူပေါ့ဗျာအများပြည်သူကတော့အခုငလင်လည်းဖြစ်ဗျာစစ်တမ်းလည်းခံရအညာမှာငလင်တန်လည်းခံရစစ်တမ်းလည်းထုတ်စားတိုင်း အကူကြီးတွေဖြတ်တော့ကိုအေးကိုပြိုတဲ့အေးတော့ကိုကကိုဖြူသွားမယ်ကိုကကိုတောင်းလို့ရမယ်စသဖြင့်ပဲအချိန်တွေတော်တော်ဆိုးပါတယ်ဆိုတော့အများပြည်သူပေါ့ကျွန်တော်တို့တော်လိုင်းနဲ့ပတ်သက်ပြီးဘယ်လိုသတင်းစကားပြောချင်လဲကျွန်တော်တို့ကအရှင်းရှင်းပြောရရင်ဒီဇင်းမြစ်ပေါ့နော်ဒီနိုင်ငံရေးအကြံတဲအခက်ခဲအကုန်လုံးရဲ့ဒီ cost ပေါ့ ဒီဇစ်မြစ်ဒီအကြောင်းရင်းခံကိုဆွဲမနှုတ်နိုင်တဲ့ဒီအကြောင်းရင်းခံကိုမဖြေရှင်းနိုင်တဲ့ကျွန်တော်တို့ကဟိုဒီဒုက္ခတွေခံရအောင်ပါပဲဒီငလင်ဖြစ်ဖြစ်ပုံတိုင်းဖြစ်ဖြစ်ဘာဖြစ်ဖြစ်ကရှိမှာပဲဒါပေမဲ့ဒါတွေကိုကောင်းကောင်းကင်တွယ်နိုင်တဲ့အစိုးရပေါ့လေကျွန်တော်နာဂိတ်ကစားလို့တောက်လျှောက်ထိဟိုဂျီသူကပဲဂျီသူပြန်ကူညီနေတာဟုတ်ဥပမာဆိုဆိုဒေါ်ဆန်းစစ်ဂျီရိုကင်တော့ကဆိုလေသူ့ရဲ့ influence သူ့ရဲ့ promo မှုအရ game must တွေချုပ်ကြမယ်ဒီလိုနေကြမယ်ဒီလိုမဆိုအကုန်လုံးလိုက်နိုင်တာကြတာပဲဆိုတော့ ဒီကိုဗစ်တုန်းကဆိုရင်ကမ္ဘာမှာရှိတဲ့နိုင်ငံတွေထဲမှာကိုဗစ်ကိုအကောင်းဆုံးကင်တွေ့တဲ့နိုင်ငံတွေထဲမှာကမ္ဘာပေါ်မှာထိတ်ဆုံးထဲမှာပါမယ်လို့ကျွန်တော်ထင်တယ်မြန်မာနိုင်ငံကင်တွေ့ပုံကလေအဲ့လိုမျိုးတွေပေါ့ဆိုတော့ဆိုးရမကောင်းတဲ့ခါကျရင်ဒီပရဟိတတွေလည်းအလကားပဲအလကားပဲဆိုတာကဘယ်လိုပြောမလဲဟိုစင်ပါစံနှမ်းပက်တယ်လို့မျိုးပေါ့နော်ဒါပရဟိတတွေပဲအကုန်လုံးအတော်ဝင်ယူလို့ရမယ်လို့ထင်မဟုတ်ဘူးဆိုတော့ဒါတွေကိုတိလေလေပြည်သူတွေနေနေပေါ့နော်အဲ့လိုပြက်ပြက်သားသားပေါ့နော်ရေရေပွန်းပွန်း ဟိုဖြုတ်ချဖို့ဘာဝင်ချဖို့လုံးချဖို့အားစိတ်ချဖို့ပဲဖြစ်မှာဒါဆက်တဲမှာလည်းဒီငလင်ရဲ့စပေးကူတွေပေါ့အမကျွန်တော်တို့မင်တာမှာဆိုမျိုးသိမ့်ပြီးနောက်ပိုင်းကျွန်တော်ပြန်ကြည့်တော့အရင်တော့ကဒီ UN အဖွဲ့အစည်းတွေဆိုရင်မင်တာမှာဒီလိုမျိုးတိုက်ပွဲတွေဖြစ်တဲ့ဒေသကစပေးရှောင်းတာများတော့သူတို့လာကူချင်းကြတယ်စက္ကစမျိုးပေါ်မှာရှိတော့ကူညီခွင့်မပေးဘူးမပေးတော့သူတို့ကလည်းဒီဒီလူသားချင်းစာနာထောက်ထားမှုပြည်စီတော့ပြန်အကုန်လုံးပြန်ယူပြီးသွားလို့မရတော့ဒီမှာ ဟို certificate တင်နေတော့တယ် cut ခဲ့ thank ခဲ့တယ်အဲ့ဒါအကုန်လုံးကစိတ်ကောင်စီပဲတုံးသွားတာပဲဒီမိုကာတွေအကုန်လုံးပါရညာတွေအကုန်လုံးဆိုရင်တချို့ဆိုရင်ကျွန်တော်တို့ဆိုရင်တခါကြပြုံးနေတယ်တချို့ပန်ကာတွေ overhead တွေပါကောင်းဆို UN ရဲ့ဟာတွေပဲအောက်မှာခင်းတော့ဟာငါတို့ကဟိုငါတို့ R2B ပြောတယ်ငါတို့ R2B နဲ့ငါတို့ချရရတယ်ထင်တယ်ဟာလို့အဲ့လိုမျိုးတွေပေါ့နော်ဆိုတော့စိတ်ကောင်စီတော့မျိုးမျိုးများထုတ်တာရှိတယ်ကျွန်တော်တို့အနေနဲ့ဟိုနားလေရမှာပဲဟိုပြတ်သားမှာပဲရွေးချယ်ရမှာပဲပေါ့နော်ဒီအကြောင်းရင်းစိတ်မြစ်ကိုပေါ့နော် ဟိုဟိုဒီကြားထဲမှာဟိုလိုလိုဒီလိုလိုပေါ့နော်ငါတို့ကနိုင်ငံရေးမလုပ်ချင်ဘူးအဲ့လိုဘယ်လိုပြောမလဲငါတို့ကလူသားချင်းစာနာတက်တက်ပဲလုပ်ချင်တာဆိုတာမျိုးမရဘူးတခါလဲကျနိုင်ငံရေးလုပ်ချင်းတည်တာလေကောင်းမွန်တဲ့နိုင်ငံရေးစနစ်တခုကောင်းမွန်တဲ့ဘယ်လိုပြောမလဲအစိုးရရန်တာတခုဒီဆောက်ချင်းတည်တာလေအကောင်းဆုံးသောပရာဟိတာပဲအတိအကျဆုံးသောပရာဟိတာပဲအထူးကြောင့်ဆုံးသောပရာဟိတာလို့ပဲမြင်ရမှာပေါ့နော်ဆိုတော့ဒီစစ်မြင့်ဖြစ်တဲ့ဟာကိုမရမကား အမြင့်ထုတ်ဖို့ကလောထုတ်ဖို့အမြင့်ဖြတ်ဖို့ပေါင်းဖို့အကုန်လုံးဝိုင်းဝန်းပူပေါင်းပါဝင်ကြဖို့ဖြစ်မယ်လို့ကျွန်တော်မြင်ပါတယ်ခင်ဗျ။ Okay 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 ကျေးဇူးတင်ပါဗျာကျွန်တော်မြန်မြန်နဲ့ဒီလိုချုပ်ပဲပြောပဲပို့ slide မှာကျေးဇူးတင်ပါဟုတ်ကဲ့ပါကျွန်တော်လည်းကျေးဇူးအထူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကိုတောင်ကျောင်းနဲ့ဒီကဒေါ်လာမိပပြည်သူအားလုံးသူကျေးဇူးပါခင်ဗျာဟုတ်ကဲ့ပါ